ယေသက္ကမယံသာဗနာကျင်းပဥစည်းကော်မတီဘာဂရာတော်ရအကြောင်းတိုက်စံကြောင်းမြို့နယ်ရန်ကုန်တိုင်းဒေသကြီးအကြောင်းအရာသံဝေကညာဘွားတော်မူကြောင်းမှတ်တမ်းတင်သုံးလွာပြီးဖို့စက္ကချင်းပါဗျာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပေါ်ရေးဦးစီးဌာနနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ရန်ကုန်သုတ်တန်တပိဋကမဟာဌာနပါမောက္ခဌာနမှုဆရာတော်ဘဂရာတော်ရကျောင်းတိုက်ကြီးဦးစီးဗရာဏနိုင်ကဆရာ ကျားသာရေနီ ၈နာရီ၁မိနစ်အချိန်တွင်ဘဝနဲ့ဉာဏ်ပြန်လွန်တော်မူကြောင်းသိရှိရပါသဖြင့်ဘဂရတော်ရကျောင်းတိုက်ကြီးနှင့်နိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်ရန်ကုန်တို့၏ပရိယတိသာသနာပြန်ပွားရေးနှင့်ဗုဒ္ဓသာသနာတော်အတွက်ဆောင်ရွက်ရန် သနာဝန်ဆောင်ဆရာတော်တပါးဆုံးရှုံးရပါကြောင်းနေအန္တရအဆိုမြောင်းတည်ခြင်းတရားဤဉာဏ်ဆောင်မှုတို့ကိုစေခြင်းစဉ်းစားနှလုံးထားကသောဤကဉာဏ်ပေါ်တော်မူရာကြောင်းမှတ်တမ်းတင်သုံးလွားပြဖို့စက္ကမသည်ဖျားတင်ကြစီမံဆရာတော်များ နိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်ရကုန်ပါဗျာမန္တလေးနိုင်ငံတော်ပရိယတိသာသနာတက္ကသိုလ်မှပြီးဖို့တော်ဝန်ထဲကြောင်းတော်တော်ပါဗျာဤရောစုသမဏမြန်မာနိုင်ငံတော်နိုင်ငံတော်သံဃမဟာနာယကဖွဲ့ ုင်ငံတော်ပရိယတိသာသနာ့တက္ကသိုလ်မန္တလေးရဇဝေ2025ခုနှစ်ဧပြီလ28ရက်ဝန်နေ့เจ้าတော်လာပါဗျာနိုင်ငံတော်သံဃမဟာနိုင်ငံဖွဲ့နိုင်ငံတော်ပရိယတိသာသနာ့တက္ကသိုလ်ရန်ကုန်သုတ္တန္တမိတ္တကမဟာဌာနပါမောက္ခဌာနမှုဇာတော် නග මහා පාණ්ඩීට පදන්ත ရာသာရင်းညစနာယီဆယ်မီနဲ့ချိန်တွင်

ဆောက်တာလည်းဆောက်တာလည်းရှိတယ်။တရားပြတော်သာသနာ့ရေးနဲ့ရည်ကြီးမှုဥဌာဏသာသနာ့တော်ဆောက်ပါတဲ့ဝေဥဌာဏဇာဝနာချိမယေပုံဒီဗမာကျောင်းသားဆံကျောင်းလုံးနဲ့ရောင်းလိုက်ဒေသရှိသူဝန်ထမ်းဆောင်တော်မှာသင်ကိုဆက်တတ်ခဲ့ပါတယ်။ဝန်ထမ်းဆောင်တော်ကတော့တရားပြတော်နိုင်ငံတော်သိရတိသာသနာ့တော်မှာကြားရင်ကိုဥကြောင့်ဘုရားဖန်ကြားဆောင်တော်ဝိသုဝါယံယုံကြည်ရင်းနှီးမှုဆောက်တာပါတယ်။ဟုတ်ကဲ့ သာသနာ့ရဲ့အကျိုးကိုတာနာသာသနာတော်ထုံးကားပြသွားရေးကိုကြည့်တာနာနိုင်ငံတော်ပရိယတိသာသနာတက်တူရံကိုသုတ်တန်တာသုတိကမဟာဌာနအောင်အမောကဌာနမှုဆရာတော်ဗမရာတော်ကြောင့်လည်းဒီဥစည်းပဒနာနိုင်ငံဆရာတော်ဖြစ်တော်မူသောတက်တော်54နဲ့တိတ်ကတော်54ဟောရှိဝိတ္တနာကဏ္ဍိတာဘိဝန္တာအကမဟာကဏ္ဍိတာအကမဟာကန္တဝစ္စကပဏ္ဍိတာဆရာတော်ပြားရှိသည်ထောင်ထိုးလာ